ခုဒီလိုအခြေအနေဆိုးနဲ့တွေ့နေတဲ့အချိန်မှာဖုံဖုံတို့တွေဟာဒါကိုဘလို့နီးနဲ့ရင်ဆိုင်တုံ့ပြန်မလဲဘလို့အမြင်တွေဘလို့အတွေးတွေနဲ့ဘဝကိုဖျက်သန်းမလဲအဲ့ဒါအမြင်ဆုံးအမြင်ကိုပြောခြင်းတာအဲ့ဒါကဘာလဲဆိုတော့ဒုက္ခဘုံကြီးထဲမှာနေပြီးတော့ဒုက္ခကိုမတွေ့ခြင်းမူဆိုလို့မဖြစ်နိုင်ဘူးဟုတ်လားဖုံဖုံတို့တွေဟာဘယ်ထဲမှာနေတာတော့ဒုက္ခဘုံထဲမှာနေတာဒုက္ခဘုံထဲမှာနေတာမဟုတ် တော့ဒုက္ခကုန်နေနေတဲ့လူဟာဒုက္ခကိုတွေးကိုတွေးမှာပဲအဲ့ဒါဒုက္ခမတွေးပြရစေနဲ့လို့ဆုမတောင်းနဲ့အဲ့ဒါဘယ်တော့မှမပြည့်ဘူးလို့မှတ်ထားလိုက်ပြည့်နိုင်တဲ့ဆုတောင်းမဟုတ်ဘူးဒါနဲ့ဘယ်လိုလုပ်ရမှာတုံးဆိုတော့တွေးလာတဲ့ဒုက္ခကိုရင်ဆိုင်နိုင်ဖို့ပဲကြိုးစားရပါမှတ်ထားနော်မှတ်ထားနော်ဒါကိုမှတ်ထားနော်ဒုက္ခမတွေးဖို့ဆုတောင်းရမှာလားရင်ဆိုင်နိုင်ဖို့ကြိုးစားရမှာလားရင်ဆိုင်နိုင်ဖို့ကြိုးစားရမှာဟုတ်တယ်ဒုက္ခကလည်းဘယ်သူမှမျက်တတာမပေးဘူးသူ့ချော့လို့လည်းမရဘူးလက်ထိုးလို့လည်းမရဘူးတွေးပြီဆိုတွေးမှာပဲ ဘုံတို့လှုပ်ထားဖို့အရာတွေ့ကျင်ရတွေ့ကွာငါစိတ်ကိုမတုံမလွတ်အောင်လှုပ်မယ်ချမ်းသာအောင်လှုပ်မယ်ဒုက္ခတွေ့ဖို့အရာမင်းတာဝန်တွေ့လာတဲ့ခါမှာမတုံမလွတ်အောင်လှုပ်ဖို့ကငါတာဝန်ဆိုတဲ့သဘောမျိုးစိတ်တက်ကိုခိုင်းမအောင်ရှိဖို့လိုတယ်ဒေသနာတော်ဒီဆိုတာအဲ့ဒါပဲဒုက္ခမတွေ့အောင်ဒုက္ခကိုရှောင်နေနီးပေးတာမဟုတ်ဘူးတွေ့နေတဲ့ဒုက္ခကိုရင်ဆိုင်နိုင်အောင်ဖြတ်သန်းနိုင်အောင်အစဉ်ပြေပြေကြော်လွှားသွားနိုင်အောင်ကြိုးစားတဲ့နည်းတွေကိုပေးတာဟုတ်လားအဲ့တော့ဘုံတို့က အခုဟာဒီဘဝထဲမှာနေရင်းနဲ့အဆင်ပြေဖို့ပြောနေတာအခုပြောနေတာကစေဥဒ္ဓဟာရဆိုတဲ့အကြောင်းတရားတွေကိုကောင်းအောင်ပြင်နိုင်ရင်ချမ်းသာမှာပဲကောင်းအောင်မပြင်နိုင်ဘူးဆိုရင်ဘာလို့မလို့ဆင်းရဲမှာနော်ပြစ္ဆုတ်ပါလဲဆင်းရဲမယ်တန်တရားလဲဆင်းရဲမယ်ကောင်းအောင်ပြင်နိုင်လို့ရှိရင်ပြစ္ဆုတ်ပါလဲချမ်းသာမယ်တန်တရားလဲသူကတိဘဝအဆင်းဆင်းမြင့်ပြီးတော့ဒုက္ခငြိမ်းနိုင်တယ်အေးသို့တော့ဒီဘဝထဲမှာနေမယ်ဟဲ့ဆိုရင်တော့ဒီခန္ဓာကိုယ်ကြီးကဥဒတဲ့ခန္ဓာကိုယ်ကြီးဥမှာဟုတ်လား နာတတ်တဲ့ခန္ဓာကိုယ်ကြီးနာမှာသူကခိုင်ခိုင်မာမာတိဆောက်ထားတာမဟုတ်ပြင်မကနင်းနေလောက်အတိုက်ခိုက်လေးရှိတာ ਨੇ ပြောရရင်သူကပြော့တယ်ပေါ့နော်နင်းနေမှအထီမခံတဲ့အကောင်ပဲဒါကြောင့်မြတ်စွာဘုရားကုံဘူးပမှန်မြေအိုးနဲ့တူတယ်ခွက်နေနေကိုယ်ဲသွားနေဟုတ်လားဒါသူ့ရဲ့တဘာဝပဲလေသူ့ကိုနားလဲထားဖို့လိုတယ်ပြီးရင်ဒီနေ့ဘာဖြစ်သွားမလဲပျက်စီးသွားမှာတေးသွားမှာရှားထားပွေတာတာတွေပေါင်းသင်းဆက်ဆံတာတွေအကုန်ထားခဲ့ အရွယ်ရှိရှိမရှိရှိကြည်ကြည်ငယ်ငယ်မရွေးဘူးအချိန်ကြာရင်ပွားလာပဲအเจ้าကုံနဲ့တနေ့ရရတာပဲဘာမှမျက်နာထောက်ထားတယ်ဆိုတာမရှိဘူးအဲ့တော့ပြောရင်တာကဒီထဲမှာနေနေတယ်ဘဝဖြစ်နေတယ်ဆိုလို့ရှိရင်ဘဝနဲ့ပတ်သက်တဲ့ဒုက္ခတွေကိုဘုံဘုံတို့တွေကရှောင်လို့မရဘူးအဲ့တော့ဒီဒုက္ခတွေကိုဘုံဘုံတို့ကမတွေ့ကျင်မှုဖြစ်ဆိုရင်အကောင်းဆုံးနိလန်းရပါလေဒီဒုက္ခတွေရဲ့တရားဖြစ်တဲ့တနည်းပြောရင်ဒုက္ခဖြစ်နေတဲ့ဒီဘဝကိုပဲမဖြစ်အောင်ခြုံငင်းအောင်လုံနိုင်ဖို့လိုတယ် အဲ့ဒီထိရောက်အောင်တွေးရမယ်။သဘောပေါက်လား။အကောင်းဆုံးအမြင်ဆိုတာအဲ့ဒါကိုပြောတာနော်။ဒုက္ခတွေ့လာပြီးအော်ဒါကြီးကဒုက္ခပါလား။ဒီဒုက္ခချုပ်အောင်ငါလုံးမဟေးဆိုတဲ့စိတ်ကူးမျိုးထိသွားဖို့လိုနေတာ။ဟုတ်လား။ဦးဇင်းတို့ရွှေချင်းစတော်ဘုရားကြီးပေးတဲ့ဥမာတစ်ခုရှိတယ်။အော်မြေခွေးတကောင်ဟိုတဲ့။လူတစ်ယောက်ကခဲနဲ့ပြစ်မယ်ဆိုလို့ရှိရင်အဲ့ဒီမြေခွေးကပြစ်တဲ့ခဲကိုပဲဖမ်းပြီးတော့ကြိုက် အဲ့ဒီခွေးอ่ะဟုတ်တယ်တချို့ခွေးတွေခဲနဲ့ပြစ်လိုက်တယ်ဒုံနဲ့ပြစ်လိုက်တယ်ဆိုတော့အဲ့ဒီခဲတို့ဒုံတို့သွားပြီးတော့ကိုက်ရှင်သေးကြတော့အဲ့လိုမဟုတ်ဘူးတဲ့ခဲနဲ့ပြစ်တယ်ဒုံနဲ့ရိုက်တယ်ဆိုအဲ့ဒီခဲတို့အဲ့ဒီဒုံတို့သူစိတ်ဝင်စားသူစိတ်ဝင်စားဒီခဲတို့ဒုံတို့ဘယ်ကလာလဲသူကပြစ်လိုက်တယ်လေအဲ့ဒီပြစ်လိုက်တဲ့လူကိုတွေ့အောင်ရှာပြီးတော့အဲ့ဒီလူကိုပဲကိုက်တက်ဖို့ကြိုးစားတယ်ကွာချားပုံတော့ခွေးရဲ့စိတ်ဓာတ်နဲ့ရှင်သေးရဲ့စိတ်ဓာတ်ကွာချားပုံ အဲ့ဒါကိုဥမာပေးတာဆိုတော့ကြီးကဘုံဘုံတို့တွေဟာမြေခွေးစိတ်ဓာတ်နော်မမွေးသင့်ဘူးပေါ့နော်ရှင်သေးစိတ်ဓာတ်ဝေးသင့်တယ်အခုဘုံဘုံတို့ကမြေခွေးစိတ်ဓာတ်နဲ့နေကြတာကနာကိုကြီးဖောက်ပြန်လာပြီဟိဒုက္ခဖြစ်လာပြီဟိဆိုရင်ဘာလို့ဖို့ကြိုးစားစိတ်ကုဖို့ကြိုးစားပါဘောအဲ့ဒါပြစ်လိုက်တဲ့ခဲကိုပဲလိုက်ကြိုက်ဖို့ကြိုးစားနေတာမလုံးဝဘူးဆိုတာတော့မဟုတ်ဘူးပေါ့နေကျမ်းမာရေးကောင်းအောင်တော့ကုအောင်ဘောမကုအောင်ဘူးလို့ဆိုတာမဟုတ်ဒါပေမဲ့ဘုံဘုံတို့ဘယ်အထိသွားသင့်တော့ ဘာလို့မကျမ်းမာမှာဖြစ်တော့မကျမ်းမာတတ်တဲ့ခန္ဓာကိုယ်ကြီးရထားလို့မကျမ်းမာမှာဖြစ်တာဓမ္မခတ်တာကျွတ်တော့ပြင်မကအရာတွေကိုပဲအပြစ်အနေနဲ့မြင်တတ်ကြတာဒီခန္ဓာကိုယ်ကြီးကိုကြတော့အပြစ်မမြင်ဒုက္ခပေးတဲ့အရာတွေကိုပဲနော်ဒုက္ခရဲ့အကြောင်းတရားလို့မြင်တာဒုက္ခဖြစ်တတ်တဲ့ဒုက္ခပေးလို့ရတဲ့ဒီခန္ဓာကိုယ်ကြီးကိုကြတော့ဒုက္ခရဲ့အကြောင်းတရားလို့မမြင်ဘူးဟုတ်တယ်မဟုတ်လားတကယ်တမ်းကဒီခန္ဓာကိုယ်ကြီးရှိနေတယ်မြတ်ဖြစ်နေတယ်မြတ် ောက်ဘဝတွေလည်းဆက်ပြီးတော့ဖြစ်နေသည်များယောဂါဆိုတာဘာလို့တွေ့မှာပဲဒီယောဂါနဲ့မတွေ့ရင်ဟိုယောဂါတွေ့မှာပဲနားမှာပဲလေသူဟာပြီးရင်ဘာလို့ရမှာလဲသိရမှာပဲရှောင်းလို့ရမလားမရဒါကြောင့်မြတ်စွာဘုရားလက်ထက်ကဘုရားပွင့်လာတဲ့အခါကျတော့တိဋ္ဌိတွေဟာသူတို့လက်လာပါပိတ်လို့ဆိုပြီးတော့ယဟန်တန်ဃာတွေကိုတွေ့တဲ့နေရာမှာဆဲကြတယ်ရန်ရှာကြတာတွေရှိအဲ့ဒါကိုယဟန်တော် တွေကဘာမှမတုံ့ပြန်မဲနဲ့မြတ်စွာဘုရားကိုရှောက်တယ် ရှောက်တယ်မြတ်စွာဘုရားအဲ့ဒီမှာဥဒန်းကျူးတာလေတော်တော်မှတ်သားကြရအောင်ပါတော့အတိပယ်လေးတော့ပဲဥစဉ်ပြောပါမယ်ရွာမှာနေနေတောမှာနေနေဆင်းရဲခြင်း ချမ်းသာခြင်းဆိုတာတွေ့ရလိမ့်မယ်တဲ့ဆိုလိုတာကဘယ်နာသွားနေနေချမ်းသာခြင်းဆင်းရဲခြင်းဆိုတာရှောင်လို့မရအောင်တွေ့ရလိမ့်မယ်တဲ့အဲ့လိုချမ်းသာခြင်းဆင်းရဲခြင်းနဲ့တွေ့လာပြီဆိုရင်ဒါဘု து ကြောင့်ဒါသူ့ကြောင့်ဒါငါကြောင့်လို့အစွဲမထားနေတဲ့ ဒီခန္ဓာကိုယ်ကြီးရှိနေလို့ဖြစ်နေလို့ဒီချမ်းသာခြင်းဆင်းရဲခြင်းတွေဆိုတာတွေ့နေရတာအကယ်၍ဒီခန္ဓာကိုယ်ကြီးသာဖြစ်မနေဘူးရှိမနေဘူးဆိုရင်ချမ်းသာခြင်းဆင်းရဲခြင်းတွေဟာဘာကိုအကြောင်းပြုပြီးတော့တွေ့မှာတော့မြင်တတ်ဖို့လိုရနော်ဒီဥစ္စာဟုတ်လားဘုမနောအဲ့ဒီမြင်သလားမမြင်ဘူးအစင်မပြေဘူးဆိုရင်အဲ့ဒီအစင်မပြေတာကိုပဲနော်ဓာတ်ရိုက်ရှင်းဖို့ကြိုးစားတာပေါ့နော်အစင်မပြေခြင်းကိုအမြဲတမ်းဓာတ်ရိုက်လက်ခံပြီးတော့နော်အစင်မပြေတာကိုအမြဲတမ်းနော်တွေ့ကြုံနေရတဲ့ ဒီခန္ဓာကိုယ်ကြီးကိုကြတော့အပြစ်မြင်ရကောင်းမှတွေးမိသလားမတွေးမိဘူးအဲ့ဒါဘာစိတ်ဓာတ်ခေါ်မှာတော့မြေခွေးစိတ်ဓာတ်ပေါ့နော်ချင်းသေးစိတ်ဓာတ်တွေသွားပါအဲ့ဒါဖျားပွင့်လာတယ်ဆိုတာအဓိကအဲ့ဒါပဲနော်ဒါကြီးကစားဒုက္ခဖြစ်နေတာရှောင်လို့မရဘူးဒီဒုက္ခရှောင်နိုင်ဟိုဒုက္ခနဲ့တွေ့အဲ့ဒါကိုယ့်အကိုစိတ်တွေတွေးကြည့်ခုဘုံဘုံပြောတဲ့စကားကိုတခြားတွေးကြည့်နော်ဟုတ်လားလက်သက်တည်းအခံကိုဘာလို့ဖို့လို့တော့မြင်တတ်ဖို့လို့လေဒီခန္ဓာကိုယ်ကြီးကဒုက္ခအလုံးရဲ့ ော်တီယာကြီးပဲမိယာကြီးပဲ